ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ယောဂါပိုးတွေ့ရှိထားတာကြောင့်ဘန်ကောက်ထိသွားကစေကုသမှုခံယူနေရတဲ့တရုတ်ဆောင်မီမီကိုကိုပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းမာတပန် page ကနေကြည့်ဆိုလိုက်ပါတယ်။ကင်ဆာယောဂါဆိုတာကတော့ဒီနေ့ခေတ်မှာအဖြစ်များလာတဲ့ယောဂါတစ်ခုဖြစ်ပြီးအစာတောက်မစင်ခြင်းရာကနေဖြစ်ပေါ်နေတဲ့ယောဂါတွေလည်းဖြစ်ပါတယ်။ အငန်းစားသုံးမှုများတာတွေ ready made စားသောက်တွေနဲ့မကြက်တကြက်အသားခင်စားသုံးမှုတွေကကင်ဆာနဲ့ကြောက်ကက်လိုယောဂဆိုရီကို ဖြစ်စေနိုင်တာပေါ့ကင်ဆာယောဂကတော့ဆေးသွင်းဆေးကုကအသက်ဆက်ရနိုင်ပေမဲ့ကြောက်ကက်ယောဂကတော့အသက်ဆုံးရှုံးဖို့ရာခိုင်နှုန်းများနေတာဖြစ်ပါတယ်။ဒါကြောင့်အစားသောက်တွေကိုဆင်ခြင်ကြဖို့ပရိသတ်တွေကိုသတိပေးလာတာကတော့မင်းသမီးမေမီကိုကိုပဲဖြစ်ပါတယ်။မေမီကိုကိုအနေနဲ့အခုလိုသတိပေးလာရတာကတော့တမကိုယ်တိုင်းကင်ဆာယောဂခံစားရနိုင်ဖို့အခြေအနေတွေဖြစ်ပေါ်နေတာကြောင့်တမရဲ့ပရိသတ်တွေကိုအစားသောက်ဆင်ခြင်ဖို့သတိပေးလာတာပဲဖြစ်ပါတယ်။ ယ်။မင်းမီကိုကိုဟာ MRTV4 ကနေအနွေပညာလမ်းကြောင်းပေါ်ရောက်လာတဲ့မင်းသမီးတစ်လက်ဖြစ်ပြီးပြားရည်အိုင်ဇလန်တွဲထဲကမြိုင်းကာရိုက်တာနဲ့အောင်မြင်လာခဲ့ကောင်ပရိသတ်အင်အားခိုင်မာရရှိလာခဲ့တာပဲဖြစ်ပါတယ်။ပွင့်လင်းရောတာပြီးတရုတ်ဆောင်ပြည်ပြင်းလုံးနဲ့မင်းမီကိုကိုကိုပြိတက်ကပြီးခဲ့တဲ့နှစ်ကဆိုရင်အကယ်ဒမီတောင်မှန်းထားတာရှင်အလုံးသေးကြတဲ့အတိုင်းပဲရေပန်းစားနမည်ကြီးခဲ့တဲ့သဘင်သေးများနှင်းစီရုပ်ရှင်ဇာတ်ကားချင်းနဲ့အမျိုးသမီးဆက်ဆောင်စုမျှော်မှန်းထားတဲ့အထိမင်းမီကိုကိုကအောင်မြင်ခဲ့ရလဲဖြစ်ပါတယ် ဒီလိုအနှဖြစ်ညာဆန်းအညွတ်တလူလူတက်နေတဲ့အချိန်မှာပဲမိမိကိုကိုကစိတ်မကောင်းစရာအဖြစ်ပြတစ်ခုနဲ့ရင်ဆိုင်လာရတာဖြစ်ပါတယ်။မိမိကိုကိုဟာအချိန်တစ်ခုကြာတဲ့အထိမကြာခဏနေမကောင်းဖြစ်ကအသက်ရှူချက်ပြီးမောနေတာကြောင့်ဘန်ကောက်မှာသွားဆစ်ခဲ့ရပါတယ်။ဒီလိုဆစ်ဆီးကြည့်တဲ့အခါမှာတော့မိမိကိုကိုမှာကင်ဆာရောဂါပိုးကိုတွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။မိမိကိုကိုတို့ရဲ့မျိုးရိုးမှာလည်းကင်ဆာရောဂါဖြစ်ပွားခဲ့ပူတဲ့သူတွေရှိတာကြောင့်မိမိကိုကိုကလည်းကင်ဆာရောဂါဖြစ်နိုင်ခြေရှိနေခဲ့ပါတယ်။ ဒါကြောင့်နေထိုင်မကောင်းတာတွေလည်းခဏခဏဖြစ်ရပြီးအကယ်ဒမီပြေးပွဲပြီးကြတဲ့ကအနုပညာလှူရှာမှုတွေနေတော့တာပါလက်တလုံးမှာမှာမိမိကိုကိုကမဟာရုပ်တံဇလန်တွဲတစ်ခုဖြစ်တဲ့ချမ်းမြေးစီကြောင်ဇလန်တွဲမှာမှာပထမဆုံးအချိန်နဲ့မဟာနဲ့လက်တွဲကအနုပညာလှူရှာမှုတွေကိုလုံလောက်ခဲ့တာပေါ့မိမိကိုကိုကသူ့နေမကောင်းဖြစ်နေတာကြာပြီဖြစ်ပေမဲ့ဘယ်တော့မှပြောပြတာမျိုးမရှိခဲ့ပါဘူးအတူတူအလုံးလုံးကြရတဲ့သူတွေကိုတော့သူ့ကြောင့်ဆိတ်ရှုပ်ရတာတွေအာနာပီအလုံးနှောင်နေရတာတွေရှိတာကြောင့်တော်ရုံမပြောပြဖြစ်ခဲ့တာပေါ့ကျမ်းမာရေမကောင်းလို့ script reading မှာပြက်ကွက်တာတွေရှိပေမဲ့ ဲ့အတော်ကိုအားနာနေခဲ့ပြီးသူနေမကောင်းတာကိုအကြောင်းပြချက်ပေးရလို့ထင်ပါလေစိုးနေကြတာဖြစ်ပါတယ်တကယ်တော့အိမ်မှာရှိနေတဲ့မိသားစုဝင်တွေကနေကောင်းလားသက်သာလားမေးရင်တောင်ခေါင်းငိတ်ခေါင်းခပဲလုံနိုင်တဲ့အခြေအနေတွေအထိဖြစ်ခဲ့ပြီးတော့အသက်ရှူချက်မောဟိုင်လုံးလို့အစားတောက်တောင်ဝအောင်မစားနိုင်တာတွေရှိလာခဲ့ပါတယ်လက်ရှိအခြေအနေမှာတော့ယောဂဖြစ်နိုင်ခြေရှိတဲ့ပိုးကိုသာတွေးထားရသေးတာဖြစ်ပြီးကင်ဆာယောဂလို့တော့အမိတက်လို့မရသေးပါဘူးဒါပေမဲ့မိမိကိုကိုကတော့အချိန်အကြာကြီးနေမကောင်းဖြစ်ခဲ့တာကြောင့်ကင်ဆာမျိုးရိုးရှိတာကြောင့်ပါကင်ဆာဖြစ်မဖြစ်ကိုနောက်နှစ်တစ်လ ပိုင်းကြရင်တော့ဘန်ကောက်မှာတောင်းရောက်စစ်ဆေးအောင်မှလည်းဖြစ်ပါတယ်။မိမိကိုကိုကမချခင်အချိန်တွင်းမှာဆရာဝန်ချစ်သူလေးနဲ့လက်ထပ်တော့မှဖြစ်တာကြောင့်ပေသက်တီကကင်ဆာယောဂပေါ်တွေ့ရှိမှုမှာဆင်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။ အသက်ငယ်ငယ်နဲ့ယောဂဆိုချီတွေဝင်လာပြီးသူချစ်တဲ့အနုပညာကိုဆက်မလုံနိုင်တော့မှကိုလည်းစိတ်ပူနေကြတာပေါ့မိမိကိုကိုမှကင်ဆာယောဂပိုတွေ့ထားကြောင်းပြိသက်ကိုအသိပေးလာရပေါ့ထင်မြင်ချက်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ